နေတုံးနဲ့နှိုင်းရှင်ပြီးပြောခဲ့တဲ့စကားကြောင့်ညရဲ့မဖြစ်ဘူးလို့ထင်ကျေးဖိတ်ခံနေရတဲ့စစ်နိုင်အလုံးမဲမင်္ဂလာပေါင်းဗမစ်စနောင်းကနေကျဆွလိုက်ပါတယ် စနိုင်ကတော့တရားတင်ဆိုတဲ့ဇင်မာအိုတိုရဲ့မျိုးဆက်ဆိုတဲ့နာမည်ကိုအသုံးချကနုပညာလောကထဲမှာခြေချလာခဲ့တာပေါ့မိဘတွေကမထင်မှတ်ဖဲကွယ်လွန်သွားတာကြောင့်အခြေလဲရိုက်သွားခဲ့ရပါတယ်။ရိုက်နေသွားတဲ့ဘဝခြေနေကိုပြန်တက်မှတ်အောင်စစ်နိုင်ကစ조사နေခဲ့ရတာဖြစ်ပါတယ်။အခုဆိုရင်အနုပညာအလုပ်တွေကိုစတင်လုပ်ကိုင်နေပြီဖြစ်တယ်လို့ဇက်ကားရီမှလည်းခေါင်းဆောင်မင်းသားအနေနဲ့ပါဝင်တရုတ်ဆောင်နေပါပြီ။စစ်နိုင်ကမင်းသားတယောက်ရဲ့အစင်းနဲ့အချင်းမရှိဘူးလို့ပြည်သက်များစုကဝေဖန်နေခဲ့ကြတာပေါ့။ဒါပေမဲ့စစ်နိုင်ကတော့သူ့ကိုယ်သူတရုတ်ဆောင်ခေါင်းတယောက်ဖြစ်ရမယ်ဆိုတဲ့စိတ်သာဆုံးဖြတ် ချပါတယ်။အနုပညာလောကကိုစောင့်ဝင်တဲ့အချိန်တုန်းကတော့စစ်နိုင်ကိုလက်တွဲခေါ်မဲ့သူမရှိပါဘူး။နောက်ပိုင်းမှသာစစ်နိုင်ကိုဇာကားတွေမှာပတ်ဝင်တရုပ်ဆောင်ဖို့ကမ်းလှမ်းဓာတ်တွေရှိလာခဲ့တာပေါ့။မကြခင်မှာဆိုရင်တော့ခေါင်းဆောင်မင်းသားအနေနဲ့ဇကားနှကားကိုစတင်တရုတ်ဆောင်ခွင့်ရတော့မှာပေါ့တကားလုံးမှာစစ်နိုင်ကိုခေါင်းဆောင်မင်းသားအနေနဲ့ရိုက်သွားမှာဖြစ်ပါတယ်စစ်နိုင်ကတော့သူပထမဆုံးတရုတ်ဆောင်မဲ့ဇကားကရှန်ရှန်တော့အောင်မြင်မယ်လို့ယုံကြည်နေတာပေါ့ ဘရဒတ်တီကတော့စစ်နိုင်ကတရုတ်ဆောင်မကောင်းတလို့ရုပ်ရည်ကလည်းမင်းတော်မဖြစ်ထိုက်ဖို့လို့သာဝေဖန်မှုတွေကမြင့်တက်နေတာပေါ့ဒါကြောင့်မို့စစ်နိုင်ကသူ့ရဲ့အရေးချင်းတဲ့တရုတ်ဆောင်ချင်းနဲ့ဆိုရင်နေတိုးတို့လိုထိတ်တဲမင်းသားတယောက်ဖြစ်လာမှာသေချာနေပြီလို့ပါထုတ်ပြောလာခဲ့ပါတယ်နေတိုးနဲ့မင်းမြတ်တို့ကခုံးလက်ရှိမှာထိတ်တဲမင်းသားအနေနဲ့ရပ်တည်နေကြတာပေါ့ဒါပေမဲ့စစ်နိုင်ကတရုတ်ဆောင်အလို့ဆောက်လုပ်နေပြီမို့မကြခင်မှာထိတ်တဲမင်းသားတယောက်ဖြစ်လာတော့မယ်လို့ယုံကြည်နေပါတယ်မြန်မာနိုင်ငံရဲ့ထိတ်တဲမင်းသားနေရာတင်မဟုတ်ဘဲကမ္ဘာကျော်တဲ့အထက်ကိုအောင်မြင်မယ်လို့စစ်နိုင်ကယုံကြည်နေတာပေါ့ ကဘာကျော်တရုတ်ဆောင်တချို့ဆိုရင်ရုံမချောပေမဲ့ဒိဋ္ဌိကျဲအောင်မြင်တာတွေရှိနေပါတယ် ဒါကြောင့်မို့စစ်နိုင်ကလည်းရုံမချော့ပေမဲ့အောင်မြင်တဲ့တရုတ်ဆောင်ကောင်းတယောက်ဖြစ်မယ်လို့ခံယူချက်တွေမွေးထားတာပေါ့ဒါအပြင်ကွန်ဖြတ်ခိုင်းထားတဲ့အပေါ်မှာလည်းစစ်နိုင်ကကွန်ဖြတ်ကသွားကိုဖြူအောင်လုံးဝလုံးမမဟုတ်ပါဘူးသွားဖြူအောင်ပြုတ်ပြင်ကတတတရရဝင်လိုက်မယ်ဆိုရင်စစ်နိုင်ဆိုတဲ့ပုံပန်ပြောက်သွားမှဆိုရင်ဒါကြောင့်ပေါ့ဒါကြောင့်မို့ကွန်စားထားတဲ့သွားနေနေတဲ့တောင်အောင်မြင်တဲ့တရုတ်ဆောင်ဖြစ်အောင်စူးစမ်းသွားမှဖြစ်ပါတယ်အဝယ်စားဝတ်ပုံကိုလည်းပြောင်းလဲဖို့အစီအစဉ်မရှိဘူးလို့ဆိုပါတယ်စနိုင်ကအနုပညာလောကမှာခြေချတဲ့အချိန်မှာအတော်ဖြစ်တဲ့ခင်စပယ်ဦးကိုလည်းအကူစရာမလိုဘူးလို့ထုတ် ်ပြောထားတာပါခင်စပယ်ဦးနဲ့လူမင်းတို့ရဲ့အကူအညီကိုမယူဘဲအောင်မြင်အောင်စ조사ပြမယ်ဆိုတဲ့အပြောတွေနဲ့ပြတ်သားပြထားပါတယ်ဘရက်ဒတ်တွေကတော့စစ်နိုင်ရဲ့အပြောတွေကိုကြည့်ကညံ့ရင်မပြေတာလားလို့ထင်ကြေးပေးနေကြတာပါနေထိုင်တဲ့ပုံစံနဲ့အတွေးခေါ်ရကြောင်းနှစ်ပြားလိုတာလားသုံးပြားလိုတာလားဆိုပြီးမေးခွန်းထုတ်နေကြပါတယ်ဒါအပြင်အခုဆိုရင်အိမ်တောင်လဲကြကသမီးလေးတယောက်ပါရှိလို့နေပြီဖြစ်ပါတယ်သမီးဖြစ်သူကဇင်မာဦးနဲ့ရုတ်ချင်းစနေခဲ့ရလဲဖြစ်ပါတယ် နေတွန်းနဲ့နိုင်ရှင်ပြီးပြောခဲ့တဲ့စကားကြောင့်ညရဲ့မပြည့်ဘူးလို့ထင်သေးပေးခံရတဲ့စစ်နိုင်ရပုံဘရိတ်တိုရဲ့အမြင်ကိုလည်းခမမပြပြခဲ့ပါအောင်ရှင်ဘရိတ်တိုထဲမှာရောစစ်နိုင်ကိုအပိတ်သူတွေပါကြရဲ့လောင်းစစ်နိုင်ရပုံဘယ်အချက်တွေကိုပြင်ဆင်ခြင်းပြီးဘာကြောင့်လဲဆိုတာကိုခမမပြပြခဲ့ပါအောင်ရှင်ကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ် ောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခဲ့ကြပါဦးနော် YouTube channel မှာလည်းနေ့စဉ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် like and subscribe လေးနဲ့ကူညီပေးသွားကြပါအောင်ရှင် breadtoast တင်ဆက်စေခြင်းတဲ့အကြောင်းအရာလေးရှင်းလဲပြပြခဲ့ကြပါအောင်ရှင်